ယူကရိန်းရဲ့ငင်းချမ်းကြီးအစီအစဉ်တင်းနဲ့ပတ်သက်ပြီးအခုဖြစ်ပေါ်နေတဲ့နောက်ဆုံးအခြေအနေတွေကိုအချင်းချုပ်သုံးသပ်ကြည့်အောင်ပါအခုကဖြစ်နေလဲဆိုတော့ယူကရိန်းသမ္မတဇလန်စကီကရိုဘတ်ခေါဆောင်တွေနဲ့လန်ဒန်မှာအရေးကြီးတဲ့ဆွေးနွေးပွဲတွေလုပ်နေတယ်အဲ့ဒီအချိန်မှာပဲ American သမ္မတဒေါ်နယ်ထရန့်ရဲ့မချက်စကားတွေကလည်းထွက်ပေါ်လာနေပါတယ်ပရမဆိုချက်ကတော့ဥရောပနဲ့ထိပ်သီးဆွေးနွေးပွဲပါပဲ။သမ္မတဇလန်စကီဟာဗြိတိန်ဝန်ကြီးချုပ်ကေအက်စတောင်းမော်ပြင်သစ်သမ္မတအီမန်နျူအယ်မိုက်ခရွန် နဲ့ဂျာမနီက Friedrich Mustor နဲ့ Downing Street မှာတွေ့ဆုံဆွေးနွေးနေတာပါသူတို့ဆွေးနွေးနေတဲ့အဓိကအကြောင်းအရာကတော့ Florida မှာ American နဲ့ Ukraine ရဲ့ရရှိတဲ့ရေးဆွဲခဲ့တဲ့ငင်းချမ်းရေးအစည်းအဝေးသစ်ပဲထူပါတယ်ဝင်းကြီးချုပ် Stormer ကပဲ Ukraine နဲ့အတူခိုင်ခိုင်မာမာရည်တည်တယ်လို့အာမခံခဲ့ပါတယ်ဒုတိယချက်ကတော့ Donald Trump ရဲ့ကြားဝဲမှတ်ချက်ပါသူပါပြောလဲဆိုတော့ဇလန်စကီရဲ့ညှိနှိုင်းဝဲမှုတွေကအစီအစဉ်တစ်ကိုနှစ်သက်ကြရတယ်။ဒါပေမဲ့ဇလန်စကီကိုယ်တိုင်ဒီအဆိုပြုချက်ကိုမဖက်ရသေးဘူးဆိုတာသိရတော့နည်းနည်းစိတ်ပျက်မိတယ်လို့လည်းထပ်ပြောခဲ့တယ်။ အဲ့တော့ဒါကအမေရိကန်နဲ့ဥရောပကြားမှာအမြင်မတူတာတွေရှိနေပြီလားဆိုတော့မေကောထုတ်ဆက်ဖြစ်လာစေရတာပေါ့တတိယချက်ကတော့စစ်မြေပြင်ကအခြေအနေမှာပါပဲဒီလိုငြိမ်းချမ်းရဲတော့ဆွေးနွေးမှုတွေလုပ်နေတဲ့အချိန်မှာတော့ရုရှားရဲ့တိုက်ခိုက်မှုတွေကရပ်မသွားပါဘူးယူကရိန်းရှေ့တောင်ပိုင်းကဇေပရီရှိယာမြို့မှာယူရှာရဲ့တိုက်ခိုက်မှုကြောင့်အနေအိုလူခုလျောက်တန်ရရခဲ့ပါတယ်ဆိုတော့အချုပ်ပြောရရဲ့ဒီဖြစ်ရက်ကနိုင်ငံတကာတမတန်ရဲ့ကြိုးပမ်းမှုတွေနဲ့စစ်မြေပြင်ကရက်ဆက်ချမ်းကျူကြဖြစ်မှတွေညာကရှုပ်ထွေးတဲ့ခြေနေကိုမိမောင်းထုတ်ပြန်နေတာပါပဲ